ဩဃာတိနတရေသာဝိထုတပ္ပသံယောဇနံသာရှိသောဣတရာဒေသနာတော်ကိုမြတ်စွာဘုရားသည်တေရဝံကြောင့်တော်၌နေတော်မူသည်ဩဃာတိနအမိရှိသောတရေသာကိုအကြောင်းပြုဟောတော်မူလေ၏ကုရုကိုမုံသပုရိမုံသပိသဟုသောတနာဝတ်ဩဃာတိနဝိထု၌ဂါရာဤအဖွဲ့အဖွင့်၌ရှေ့အပ်ပြီးသည်သာလျင်သည်ထိုကမြတ်စွာဘုရားသည်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ဩဃာသီနာယံသည်မကြဟု၍ဆိုပါသည်မဟုတ်မှန်သောရတ္တဘုကိုပြောကြသည်ဟုထင်ပါသည်ဖျားဟုယံတို့၆ကြားအပ်သည်ရှိသောရှင်သာယံတို့ငါဖျားဤသားတော်နှင့်တူကြကုန်သောဖျားပြီးသောတန်ရောက်သိရှိကြကုန်သောသူတို့သည် မကြောက်ကြကုန်သည်ဒါလျင်တည်းဟုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏တဗေတံယောဒနံစေတဝါယောဝေနပရိတတတိ တေငာတိကံဝိသံယုတ်တံဓမ္မပြုမိပြမနံယောအကျဉ်သူတိသဗ္ဗတံယောသနံလုံးသုံးသောတံယောစဉ်၁၀ပါးကိုစစ်တဝါဖြတ်ပြီးသောကြောင့်ဝေစဉ်စဉ်နပရိတတတိမကြောက်မလန့်နပရိတတတိမကြောက်လန့်တေငာတိကံရာကအစရှိသောကဲ့ညီခြင်းကိုလွန်ပြီးထသောဝိသံယုတ်တံလေးပါးသောယောဂကင်းပြီးထသောတံထိုသူကိုအာငါဖျားသည့်ပြမနံပြမနဟူ၍ ဗျူမီဟောတော်မူ၏ဒေသနာတော်၏အဆုံး၌များစွာသောသူတို့သည်သောတာပတ္တိဘုရားသည်တို့သို့ရောက်ကြလေကုန်၏ဥက္ကသေနတရေတာဝိထုပြီ၏